ုတ်တယ်မလားသူပါလို့လဲပြီးနေတာကိုပါလို့လဲပြီးနေတယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ဖို့မလိုဘူးလားအဲ့ဒါကိုထည့်ပြောတာဥစဉ်တို့ရှမ်းပြည်ခရီးစဉ်ဒါပြီးခဲ့တာကြာသေးပေါ့အဲ့ဒီရှမ်းပြည်ခရီးစဉ်တစ်လျှောက်လုံးမှာအကုန်လုံးကဒီစကားပဲရှောက်ကြတယ်ဟုတ်လားယောကနေနောင်ချိုကြောက်မဲလို့ဥစဉ်တို့ဒါဟိုမေမျိုးမေမျိုးနောင်ချိုကြောက်မဲအဲ့ဒီကနေဟိုဘက်ကိုတန်းပြီးတော့တီဘောတို့လာရှူ မူသေးဟုတ်ပဲရွှေလီဘက်ကြီးပေါ့နော်အဲ့ဒီတခြားလုံးမှာဒီပြဿနာကြီးတဲ့အကုန်ဖြစ်တယ်ရှင်မရတပည့်တော်တို့အဖွဲလေးညီအောင်လေးတက်နိုင်သမျှပြောသွားပါအောင်ခင်ဗျာနောက်တစ်ဖွဲကလည်းရှင်မရညီအောင်လေးလှုပ်လိုက်ပါအောင်ခင်ဗျာခုတပည့်တော်တို့အဖွဲကတော့ချင်းနေတော်တော်သိုးနေပြီခင်ဗျာတမျိုးကလျှောက်သူတို့ပင့်တဲ့ခုံကြီးဆိုတပည့်တော်တို့ဘက်ကမနာဘူးတပည့်တော်တို့ဘက်ကပင့်ရင်လေသူတို့ဘက်ကလူတွေက လာမနာဘူး နာတဲ့လူဘလို့လုံမယ်ဆိုပြီးတော့တားထားကြတယ်တို့သူတော်စင်များလှုပ်တာကကုသိုလ်လုပ်ငန်းရတာကအကုသိုလ်ကုသိုလ်လုပ်တဲ့နန်းမှာအပြိုင်မှုမလိုဘူးမာနပြိုင်မှုမလိုဘူးပစ္စည်းပြိုင်မှုမလိုဘူးစေရနာပြိုင်မှုလို့ဘာလို့လဲစေရနာပြိုင်မှုလို့လေစေရနာကိုလည်းပဲအတန့်ပြိုင်ရမယ်ဘာပြိုင်ရအတန့်ပြိုင်ပြီးတော့လုပ်ငန်းတွေလုပ်ရင်တို့သူတော်စင်တို့ရဲ့ ဒီမှာလည်းပဲဒါအခု15ချိန်မြောက်ဆို အင်အားကမနေဘူးဟုတ်တယ်မို့15ချိန်မြောက်မလားအေး15ချိန်မြောက်ဆိုအင်အားအများကြီးဆိုတော့အဲ့ဒါဆက်လက်ပြီးတော့ချိန်ထားဖို့တိုက်တွန်းနေတာပါဟုတ်လားစိတ်ပြတ်မသွားအခက်ခဲတွေ့လို့ရှိရင်ဆက်ပြီးတော့ကြိုးစားလူဆိုတာခက်ခဲတွေ့မှတွေးတက်ခေါ်တက်ဒါလိုပဲတွေးပြီးတဲ့အတွက်ကြောင့်ဟိုထက်ဟုတ်တယ်မို့လားနော်အဲ့ဒါကြောင့်လုပ်ငန်းလုပ်သူမှာပြဿနာရှိတယ်အမှုရှိတယ် မာသီဆရာတော်ကြီးကတော့တခွန်းနဲ့နဲ့လေဩဝါဒပေးတာနော်အစုရှိအမှုရှိတယ်ပါတယ်လေတို့ကစုထားရင်အမှုဆိုတာရှိတတ်တယ်ရှိတာမရှိတာကိုပြောတာမဟုတ်ဘူးရှိတတ်တယ်ဟုတ်တယ်မို့လားအဲဒါကြောင့်တက်နိုင်တယ်မြတ်တို့သူတော်စင်များဆက်လက်ထိမ့်ပြီးတော့တရားတွေကိုကြကြနာနာရက်20ခုနာလိုက်စနာကလေးကိုကဘုရားမှတ်စုလေးတွေနဲ့သွားရင်ပို့ပြီးတော့ကောင်းတာပေါ့ဟုတ်တယ်မို့လား ဒါသည်ကိုယ့်ဘဝအတွက်သင်္ကန်းစာတွေအများကြီးပေးလိမ့်နော်အရင်တရားပွဲအခုဒီနေ့ဆိုရင်ဘယ်နှညမြောက်လဲဘယ်နှညမြောက်ဘယ်နှညမြောက်ဆိုရှေ့ဘယ်နှညပြီးတာ6ညဒါပြီးသွားတာဟုတ်တယ်မလားနော်အဲ့ဒီ6ညတိုင်တိုင်ပြီးသွားတော့တို့သူတော်စင်တို့ဒါမှတ်သားစရာတွေရသလားမရဘူးလားရတယ်မှတ်ပြီးသွားရင်သိပြီးသွားရင်နောက်တစ်ဆင့်ဘာလိုက်ရမလဲပြောရင်လက်တွေ့ကျင့်သုံးကြည့်ပါဘာလို့ရမလဲလက်တွေ့ကျင့်သုံးကြည့်ရ အဲ့ဒါမျိုးလက်တွေ့ကျင့်သုံးကြည့်လိုက်ရင်ဗုဒ္ဓဘာသာရဲ့တိဆောက်ပုံကိုလည်းပဲဒုသူတော်စင်များကောင်းကောင်းသဘောပေါက်သွားလိမ့်။ချို့ကဗုဒ္ဓဘာသာ ဖြစ်နေပြီမဲ့ခုချိန်ကြီးကိုကဗုဒ္ဓဘာသာကိုဤလေလေဖြစ်နေသူတွေအများကြီးမရှိဘူးလား။အေးဗုဒ္ဓဘာသာမှာပရာဏတိဆောက်ထားတာကတော့ကမ္မဝါဒပဲ။ဘာဝါဒလဲ။အဲ့ဒီကမ္မဝါဒကိုကောင်းကောင်းသားလေသဘောပေါက်ထားရင် လောကမှာတော်တဲ့နေတတ်ထိုင်တတ်ဖြစ်သွားတယ်နော်။ ကမ္မဝါဒလောကမှာဥစဉ်တို့လုံနေကြတဲ့ကံတွေမရှိဘူးလားရှိတယ်ကံတွေတွားပြီးတော့ကြည့်ရင်ကာယကံရှိတယ်ဝစီကံရှိတယ်မနောကံရှိတယ်ဘာတွေရှိလဲကာယကံရှိတယ်ဝစီကံရှိတယ်မနောကံရှိတယ်ကာယကံဆိုတာအများသိပြီးသားကာယကမ္မပုဂ္ဂံဤဆင်းသက်ပြီးတော့ပါဠိသက်ဩဟာရပါဠိပြက်ဩဟာရပဲနော်ကမ္မကနေပြီးတော့ကံလောက်ပလိုက်တာကာယက ကိုနဲ့လှုပ်တဲ့ကံကအလုတ်ကိုနဲ့လှုပ်တဲ့အလုတ်ကိုဘာလို့ခေါ်ကာယကံနောက်ဝစီကံကြတော့ဝစီကနှုတ်ကံကအလုတ်ဆိုတော့ဘာဖြစ်သွားနှုတ်နဲ့လှုပ်တဲ့ပြောတဲ့လုပ်ငန်းကိုဝစီကံနောက်မနောကံကိုသွားပြီးတော့ကြည့်ရင်မနောနဲ့ကံမှတွဲပြီးတော့စိတ်နဲ့တွေးတာခေါ်တာကိုကြံတာကိုဘာလို့ခေါ်လဲမနောကံအဲ့ဒါမျိုးခေါ်တာမရှိဘူးလားအဲ့ဒီကံတွေကိုတို့သူတော်စင်များဖျားက စုစည်းပြီးတော့ပြခဲ့ယုံပဲရှိတာဟုတ်တယ်မလားဘာလုပ်ခဲ့တာလဲစုစည်းပြခဲ့အဲ့ဒီပေါ်ကနေပြီးတော့ဖျားချုပ်ကင်ထားတာမရှိဘူးရှိရလားအေးဖျားကဘာအကူအညီပေးတယ်လဲပြောရင်ကောင်းတဲ့ကံလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာကိုလုပ်ရင်မကောင်းကျိုးရတယ်လို့လမ်းမှန်မှန်ကန်ကန်နဲ့လမ်းညွှန်ပေးတဲ့တထာဒေဝမနုဿနာဟုတ်တယ်မလားဆရာ ပါလေဆရာတို့သူတော်စင်များဆရာကောင်းတွေ့ဖို့ဆိုတာဒါကတို့ကာယကံဝစီကံမနောကံကိုသိနေခြင်းသည်ဖယားနဲ့တွေ့လို့သာဒီကံသုံးမျိုးကိုဒင်းကလေးတန်းပြီးတော့သိတာကိုကိုယ်တိုင်တွေးခေါ်ပြီးတော့သုံးသက်ကြည့်ရမယ်ဆိုရင်လွယ်ရဲ့လားမလွယ်ဘူးဒါကဖယားပြောထားလို့နောက်ဒီကံနဲ့ပတ်သက်လို့ဘာသာယူဝါဒတွေလည်းအမျိုးမျိုးဒါကွဲထွက်ခဲ့တာပေါ့ဘုရားဘာသာရဲ့ရှေ့ကဘယ်ဘာသာရှိလဲဟိန္ဒူဘာသာရှိတယ်ဘယ်ဘာသာရှိတယ် ဟိန္ဒူဘာသာရှိတယ်ဟိန္ဒူဘာသာရဲ့နောက်နှစ်ပေါင်း3000ကျော်လောက်မှာဦးဇင်းတို့ဗုဒ္ဓဘာသာကပေါ်ထွန်းလာခဲ့တာဟိန္ဒူမှာကံကိုယုံပြီးသားဘာကိုယုံပြီးသားကံကိုယုံပြီးသားဗုဒ္ဓဘာသာကလည်းဘာကိုယုံလဲကံကိုယုံတယ်ရှင်မယားအဲ့လိုဆိုတော့အတူတူလားလို့ပြောတော့နည်းနည်းကြွားနေကြတာရှိဒီဘက်ကဟိန္ဒူဘာသာမှာယုံနေတဲ့ကံကြတော့ဟောကကွန်ထရိုလာရှိပါရှိနေ အဲအုတ်ထင်းထင်းချုပ်တဲ့ပုဂ္ဂိုလ်ရှိနေတယ်ထင်းချုပ်တဲ့ပုဂ္ဂိုလ်သူနဲ့ပေါင်းဆက်ဖို့ရအတွက်ဦးဇင်းတို့ဒီဟိန္ဒူဘာသာဝင်များက လုပ်နေကြတာတဘာသာနဲ့တဘာသာကိုလိလာထားတဲ့လိလာထားလို့သိပြီးသွားရင်တိုက်ပွဲတွေမဖြစ်တော့ဘာသာရေးကိုအကြောင်းပြုပြီးတော့တိုက်ပွဲဖြစ်တယ်ဆိုတာမရှိတော့သွေးမြေကြတယ်ဆိုတာမရှိတော့ယတနာတက်တာကစာမဖတ်ပေမဖတ်သမားတွေအတွက်ယတနာတက်တာ မင်းတို့ဘယ်ဘာသာရဲ့သာဝသွားမကင်နဲ့ဘာဖြစ်သွားမလဲဘယ်လိုဖြစ်သွားမလဲအဲ့ဒီဘာသာမျိုးသာ လောကမှာအများကြီးပေါ်နေရင်ဒီလောကဒိဋ္ဌပို့ပြီးတော့တိုက်ပွဲပြင်းထန်လာလိမ့်မယ်တို့သူတော်စင်များကမ္ဘာနိုင်ငံတွေကိုကြည့်ကြည့်ပါလားပြဿနာတွေအများကြီးမရှိဘူးလားနေရာတကာမှာပြဿနာတွေရှိတယ်လူမျိုးအရွဲတာကတမျိုးနော်ဥစဉ်တို့ထေရဝါဒမာယာနကိုင်းနေတာတော့မှန်တယ် ဟာထေရဝါဒနဲ့မာယာနာတော့တိုက်ပွဲတွေဖြစ်ကုန်ပြီးတော့ချကုန်ကြပြီဟေးဆိုတာရှိလားမရှိဘူးနဘေးမှာသွားပြီးတော့ကြည့်လိုက်လို့ရှင်တို့သူတော်စင်များဟိုးဤရက်ဘက်ကိုငကွာတိုက်ပွဲဖြစ်တုန်းကကြည်ကြည်ပေါ့သုံးနည်းနဲ့ရှိရပြဿနာတက်တာရှိဘူးလားအတူတူတော့အတူတူပဲဘာသာဝင်တူဝင်မဲ့အကုန်အဲ့ဒါမျိုးတွေဖြစ်ပြီးတော့ပြဿနာတွေတက်ကြတာတွေအများကြီးပဲအဲ့ဒါကြောင့်ဘာသာရေးကိုတို့သူတော်စင်များအမြင်ကျေကျေနဲ့လေ့လာပါဘယ်လိုလေ့လာရလဲ အမြင်ကြဲကြဲနဲ့လေးလာရစာကိုလည်းပဲအကုန်ဖတ်ဖို့လိုတယ်ဟာတို့ကဗုဒ္ဓဘာသာဝင်ပဲဒီဘက်ကဟိန္ဒူဘာသာရဲ့ဝေဒတွေဥပနိရှတွေဟောဘဂဝါဂီတတွေတို့နဲ့မဆိုင်ဘူးလို့လှုပ်ထားလို့မရဘူးဖတ်ထားရဘာလို့လဲပြောရင်ဘယ်လိုရှိတယ်ဆိုတာကိုသိဖို့ဟုတ်တယ်မလားအဲဒါကြောင့်မို့ဟိန္ဒူဘာသာရဲ့အကြောင်းလေးလာရင်ရှေ့ကနေလေးလာပြီးတော့တို့မှာကမ္မဝါဒရှိပြီးသားအဲ့ဒီကမ္မဝါဒကိုဗုဒ္ဓဘာသာကလည်းလက်ခံတယ် ဒါပေမဲ့ဗုဒ္ဓဘာသာကဘာကွာသွားတယ်လဲပြောရင်အဲ့ဒီကံကိုထိမ့်ချုပ်သူမရှိဘာကွာသွားလဲထိမ့်ချုပ်တဲ့ပုဂ္ဂိုလ်မရှိဘူးကောင်းတာလုပ်ထားရင်ဘောဓမဗုဒ္ဓကကောင်းကျိုးရော့အင်းငွေချပေးတာဟုတ်ရဲ့လားမဟုတ်ဘူးလုပ်တာကဘယ်သူလုပ်ထားလို့လဲကိုကိုယ်တိုင်လုပ်ထားလို့ကိုကိုယ်တိုင်လုပ်ထားတဲ့အတွက်ကြောင့်ကောင်းကျိုးရရင်လည်းဘယ်သူရကိုကိုယ်တိုင်ပဲရသိုးတာလေးလုပ်ထားရင်လည်းဘယ်သူပဲရ ကိုကိုတိုင်းမဲရဘာကြောင့်ကိုကိုတိုင်းရတာလဲကိုကိုတိုင်းလှုပ်ထားလို့တို့သူတော်စင်များလုပ်ငန်းရှင်တွေဆိုတော့ကောင်းကောင်းနားလည်လေကာရသီထုတ်လုပ်တယ်ဆိုရင်ကိုကိုတိုင်းလှုပ်ထားမှာကာရသီပေါ်တာအုံဖွားထိုင်မှန်းနေလို့ရရလားအဲတယောက်ယောက်ကနေလာပြီးတော့ဘလောက်ပဲတကူအားတွေရှိပါတယ်ပြောပြောလှုပ်ပေးသွားတာမရှိဘူးဟုတ်တယ်မို့လားဒါပေမဲ့ဖះကိုးွယ်တာအဲ့လိုဆိုတော့အလကားကြီးလားဖះ ဖယားကတပည့်တော်တို့ကိုဘာမှမပေးဘူးလားဖယားလို့ပြောရင်တို့သူတော်စင်များဥစဉ်တို့ဖယားကိုကိုးကွယ်နေတာကကိုလှုပ်ချင်တာလှုပ်ပြီးတော့ဖယားပုံချဖို့အတွက်ကိုးကွယ်တာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားလှုပ်ချင်တဲ့မကောင်းမှုတွေအကုန်လှုပ်ပြီးသွားရင်ရှင်မယားတပည့်တော်တို့ဒါလှုပ်မိပါတယ်သိခံတော်မူပါခွင့်လွတ်တော်မူပါလှုပ်လို့မရဘူးရရလားဖယားကခွင့်လွတ်တောင်းမှလှုပ်တာကဖယားလှုပ်တာလားကိုလှုပ်တာလားအဲ့ဒါကိုကောင်းကောင်းသဘောပေါက်ရအောင် အဲ့ဒါကိုကောင်းကောင်းသဘောမပေါက်သေးရင်တို့သူတော်စင်များအကုသူတွေလှုပ်ပြီးသွားရင်ဇာကံဖြစ်တဲ့ပြိဋ္ဌံတွေကိုအသုံးချတာတွေပါကုန်လိမ့်မယ်ကျက်တွေတက်တယ်ဝက်တွေတက်တယ်ရဝါတွေတက်ပြီးတော့ပူဇော်ကြပတ်တာကြ